လိုဂိုအမျိုးအစားများနဲ့ဒီနို၏အသုံးဝင်မှုလိုဂိုတွင်အမျိုးအစားပေါင်းများစွာရှိပြီးတစ်ခုချင်းစီသည့်အသုံးပြုမှုကွဲပြားမှုရှိသည့်ယခုအောက်တွင်အဓိက9မျိုးကိုဖော်ပြပေးထားသည် Walmart စာလုံးအခြေပြုလိုဂိုအသုံးဆောင်အမည်ကိုရှင်းရှင်းလင်းလင်းထင်ရှားစေချင်သော brand များဥပမာ Google, Coca-Cola, Lada Mac အသုံးဆောင်အမည်ရှိပြီးအချင်းချုပ်လိုသော brand များဥပမာ NASA ကစ်တိုရီရဲ့မက်အတုံးဆောင် ပုံရိပ်တစ်ခုလေးဖြင့်အတိအမှတ်ပြုကျင်သော brand များဥပမာ Apple Twitter Abstract Mark Tingita Logo အတုံးဆောင် Tingita ပုံစံများဖြင့်တမှုထူးခြားမှုဖန်တီးလိုသော brand များဥပမာ Nike ဖနက်ပက်စီ Mascot Logo စက်ကောင် Logo အတုံးဆောင်သဘောကျစရာစက်ကောင်ပါဝင်သည့် brand များဥပမာ KFC Pringles ကွန်ပိုင်နေရှင်းမက်ပုံနှင့်စာလုံးပေါင်းဆက်လော့ဂိုအတုံးဆောင်ပုံနှင့်စာလုံးဆက်၍ပြုလုပ်လိုသော brand များဥပမာ Burger King Adidas Amblan logo အတုံးဆောင်သမိုင်းဝင်နည်းလမ်းများနှင့်တင့်တော်သော brand များဥပမာ Starbucks ဒါတွေကတော့ logo အမျိုးအစားတွေပဲဖြစ်ပါတယ်